အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ NetEase ကထုတ်ထားတဲ့ရှာရှာပါပါဂိမ်းကောင်းလေးတွေတခုဖြစ်တဲ့ Naraga Blade Point ဆိုတဲ့ Battle Royale ဂိမ်းလေးအကြောင်းကိုအားလုံးသိအောင်ရှင်းပြပေးသွားမှာပါ Naraga ဆိုတာဘာလဲဆော့လို့ရောကောင်းလားဘယ်လိုဆော့ရတာလဲပေးတူဝင်ရောဖြစ်လားဒါတွေအကုန်လုံးကိုသိကျင်နေဆိုရင်တော့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးသွားကြဖို့တိုက်တွန်းချင်ပါတယ်ကဲဗီဒီယိုလေးကိုစလိုက်ကြအောင်ပါ နာရကဘလိတ်ပွိုင်းဟာဘက်တရီရဲ့ဂိမ်းတစ်ခုဖြစ်ပေမဲ့တာမန်ဘက်တရီရဲ့ဂိမ်းနေလို့မဟုတ်ပဲထူးခြားနေတဲ့ဂိမ်းတစ်ခုပါဘလို့ထူးခြားလဲဆိုရင်တော့တာမန်ဘက်တရီရဲ့ဂိမ်းတွေလို့ဂန်းတွေစနိုက်ပါရင်းနဲ့အဝေးရပြည့်ရတဲ့ကွန်ဘတ်မျိုးမဟုတ်ပဲရိုးရိုးဓာတ်တွေလှန်နေတဲ့အနီကယ်ရှယ်လိုက်ခေါ်ရမယ်ကွန်ဘတ်မျိုးပါပွဲစားတာနဲ့ကိုကြိုက်တဲ့ဟီးရိုးကိုရွေးမယ်ပြီးရင်မြေပုံအကျယ်ကြီးထဲမှာကိုကြိုက်တဲ့နေရာမှာဆင်းမယ် မြေပေါ်မှာရောက်တာနဲ့ဝက်ပွန်ကောင်းတာတွေရှာမယ်ဒါမှမဟုတ်ကိုကြိုက်တဲ့ဝက်ပွန်ရှာမယ်ရှာနေနဲ့မှလမ်းမှာတွေ့ရရန်သူတွေနဲ့ချမယ်ဒီလိုနဲ့နောက်ဆုံးတမြေပုံလုံးမှာကိုတင်းတတင်းမဲ့ကြံတော့တဲ့အခါမှာအနိုင်ရရှိမှာဖြစ်ပါတယ်မိလီဖြစ်တာနဲ့အညီနာရကာမှာဘေးစစ်ကွန်ဘတ်အတက်ကင်း၃မျိုးရှိပါတယ်အဖြူဘေးစစ်အတက်အပြား charge အတက်နဲ့အနီးကောင်တာအတက်တို့ဆိုပြီးတော့ရှိပါတယ်အဖြူကိုအပြားနိုင်တယ်အပြာကိုအနီးရနိုင်တယ်အနီးကိုကြတော့အဖြူကပြန်နိုင်သွားပါတယ် ဒါကြောင့်ဗတယ်ထဲမှာရန်သူကကိုယ့်ကိုဗာနဲ့ချနေရတယ်ရန်သူရောကိုယ်ကဗာနဲ့ပြန်ချနေရတယ်ဆိုတာသိဖို့လိုပါတယ်ဒါမှဗာနဲ့ချမယ်ဆိုရင်ဘလို့ပြန်ကောင်တာမလဲဆိုတာကိုကသိမှာပါဒါတဲ့ကားထဲမှာဝပုံအမျိုးအစားအများကြီးရှိပြီးတော့ဝပုံတစ်ခုစီမှာကိုပိုင်အထက်ပုံစံတစ်ခုစီရှိပါတယ်အများကြီးတဲ့ကမှာကိုအကြိုက်ဆုံးဝပုံ၃မျိုးလောက်ကိုတေချာလေ့ကျင့်ထားတယ်ဆိုရင်ကိုအဆင်ပြေပါတယ် ကိုကင်လို့ရမယ့်ဟီးရိုးတွေလည်းရှိပြီးရောခုမှဆဆော့ရတဲ့သူတွေကတော့ပေးထားတဲ့ဟီးရိုး၄កောင်ကိုပဲကင်လို့ရအောင်ပါပါဆော့နေနဲ့မှာအင်ဂိမ်းမှာဟီးရိုးတွေဝယ်လို့ရတဲ့ item ဖြစ်တဲ့ဟီးရိုး point တွေစုပြီး unlock လုပ်သွားရမှာပါဟီးရိုးတကောင်ချင်းစီမှာလည်းကိုပိုင်းစကေးတွေရှိပြီးတော့ကျွန်တော်ကတော့ row ၃မျိုးခွဲပေးထားပါတယ်အထက်က control နဲ့ support ဆိုပြီးတော့ပါဒီဂိမ်းမှာက row အကုန်လုံးက damage ထွက်ပါတယ်အထက်ကားတွေမှာကကြားပြောင်းတာဘလူးပြောင်းတာတို့လိုမျိုးအကောင်ပြောင်းတာတွေလုံနိုင်ပြီးတော့ control ထဲမှာကဘတ်တယ်ထဲမှာရန်သူတွေကို အချိန်အကြာကြီးထိန်းချုပ်ထားနိုင်တဲ့ hero တွေရှိပါတယ်။ support တွေကတော့ကိုကိုကိုရောကိုတွင်းမိတ်တွေရောဟီးပေးတာတွေကိုဖျောက်ပေးတာတွေလုံနိုင်တဲ့ hero တွေပါပါတယ်။ပြီးတာနဲ့မြေပုံပေါ်မှာတုံးလို့ရမဲ့ currency နဲ့ဝယ်လို့ရတဲ့ item တွေအကြောင်းပါ။ item တွေဝယ်ဖို့တုံးရတဲ့ currency ကိုတော့မြေပုံမှာပုံဖွင့်တာနဲ့ quest တွေလုပ်တာနဲ့ရမှာပါ။ကိုမှာ coin တွေအလုံးလောက်ရှိပြီဆိုရင်မြေပုံပေါ်မှာ item တွေဝယ်လို့ရမဲ့ဆိုင်စီတွားပြီးဝယ်ရပါတယ် ဝယ်လို့ရမယ့် item တွေကတော့သွေးပြန်ဖြည့်တာအာမာပြန်ဖြည့်တာနဲ့ကိုယ့်ရဲ့ဘက်ဘက်ထဲကိုချဲ့လို့ရတဲ့ item တွေနဲ့တည်သွားတဲ့ကိုတင်မိတ်တွေကိုဘက်တယ်ထဲပြန်ခေါ်လို့ရတဲ့ item တွေအပြင်ဝန်ပိန်ချမ်းဆိုတဲ့ဘက်တယ်ဖြစ်နေတဲ့နေရာကိုကျဲချလို့ရပြီး area အတွင်းမှာရှိတဲ့ရန်သူတွေကိုဓာတ်မိတ်ထိစေတဲ့ item တွေပါကျဲချလိုက်တဲ့အတွင်းကတော့ဓာတ်မိတ်ထိမှာမဟုတ်ပါဘူးဝပုန်တွေကြောင်းဟီးရိုးတွေကြောင်းနဲ့မြေပုံတွေကြောင်းတည်သွားပြီဆိုရင်နာရကအိုဆန်းဆော်လို့ရပါပြီ။ ဂိမ်းထဲမှာ RAM မဟုတ် equipment နဲ့ competitive ကိုဆော့ရတာစိတ်ညစ်လာပြီဆိုတော့ပေါ်တာတွေအတွက် RPG ဆန်ဆန်ဆော့ရတယ် PVE မဟုတ်လည်းပါတာကြောင့်တနေရာထဲမှာကိုယ်စိတ်ကြိုက်ပတ်ဆော့နိုင်မှာပါနာရကဘလိတ်ပိုင်းဟာ Battle Royale game တစ်ခုဖြစ်ပေမဲ့တခြား game တွေနဲ့ကွဲထွက်နေတဲ့ game play ကြောင့်ဆော့ရတာအသေးစမ်းဖြစ်စေမဲ့ game တစ်ခုပါ။ NetEase ကထုတ်ထားတာဆိုပေမဲ့လည်း Pay to Win လုံးဝမပါပဲကိုယ့်ရဲ့ skill တစ်ခုပေါ်ပဲမူတည်တဲ့အတွက်ဆော့ရတာဆော့ပြော်စီတဲ့ game တစ်ခုပါ။ အခုလောလောဆယ်တော့ PC PS5 နဲ့ Xbox တို့မှာပဲဆော့လို့ရသေးတာဆိုပေမဲ့ mobile ပေါ်လည်းလာဖို့ရှိပါသေးတယ်။ China မှာဆိုရင် beta test တွေအောင်ဆန်းလို့ရနေပါပြီ။ကျွန်တော်ရဲ့ content ကိုသဘောကျလို့ပဲဖြစ်ဖြစ်နာရကနဲ့ပတ်သက်တာတွေကိုပိုသိကျင်လို့ပဲဖြစ်ဖြစ်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပြီးဘေးနား notification လောင်းလေးကိုလည်းနှိပ်သွားကြဖို့ပြောချင်ပါတယ်။ဒါမှလည်း video အစ်တင်တာနဲ့သိရမှာကိုဒီ video လေးကိုကြိုက်တယ်ဆိုရင်လက်မှတ်လေးနဲ့ share လေးနှိပ်သွားကြဖို့တောင်းဆိုရင်းနဲ့ပဲနောက် video မှာပြန်တွေ့ကြပါမယ်။